ောင်မြင်မှုနောက်ကိုလိုက်ဖဲနေရာတွေပင်ဖဲနေပြီလားခဏလောက်စဉ်းစားကြည့်အောင်အောင်မြင်မှုဆိုတာလိုက်ရှာစရာမလိုပဲကိုယ့်စီကိုသူ့အလိုလိုရောက်လာအောင် ဆွဲဆောင်လို့ရတယ်ဆိုရင်တော့ဘလောက်ကောင်းမလဲကဲဒီနေ့မှာတော့အဲ့ဒီလိုဖြစ်လာအောင် ကိုကိုကိုဘလို့ပြောင်းလဲယူရမလဲဆိုတာကိုအတူတူလေ့လာကြည့်ရတာပေါ့ကဲကိုယ့်ရဲ့လက်ရှိဘဏ္ဍာရေးအခြေအနေကိုတစ်ချက်ပြန်ကြည့်ကြည့်အောင်လောလောဆယ်မှာတလားစာနဲ့တလားမလောက်ငါတဲ့အခြေအနေကိုစီမံခန့်ခွဲနေရတာလား ါမှမဟုတ်အတုံးစစ်ကိုထိန်းချုပ်ပြီးတော့အစင်ဖီယုံလောက်ပဲရှင်တန်းနေတာလားဒါမှမဟုတ်ရောကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေတိုးဝါလာအောင် စီမံနိုင်တဲ့အဆင့်ကိုရောက်နေပြီလားကိုကိုကိုရိုးရိုးသားသားသုံးသက်ကြည့်ဖို့အရေးကြီးပါတယ်လူများစုကအောင်မြင်မှုနောက်ကိုတကောက်ကောက်လိုက်နေကြတာလေဒါမှမဟုတ်ဒီအဆိုကတော့ကျွန်တော်နေ့အသွေးခေါ်ကိုပြောင်းမြန်လန်လိုက်တယ်လို့ပါပဲအောင်မြင်မှုကိုလိုက်ရှာကြမလို့တဲ့ကိုယ်တိုင်ကအောင်မြင်မှုကလာခြင်းစိတ်ဖြစ်လာအောင်ပြောင်းလဲလိုက်ရုံပဲတဲ့ဒါဘယ်လိုလေးပဲမျိုးလဲဆက်ကြည့်အောင် ဒီအကြောင်းအရာကိုရည်သောသူကသူ့ပေါ်မှာအောင်မြင်မှုကိုဘလောက်ပဲလိုက်ရှာခဲရှာခဲရှာမတွေ့ခဲ့ဘူးတဲ့နောက်ဆုံးမှာမှာသူတဘောပေါက်သွားတာက အောင်မြင်မှုကသူ့ကိုလားရှာအောင်သူ့ကိုယ်တိုင်ကအောင်မြင်မှုနဲ့ထိုက်တန်တဲ့သူဖြစ်လာအောင် ပြောင်းလဲပြည့်ရပဲဆိုတာပါပဲအဲ့ဒီမှာတင်အရာလုံးကစတင်ပြောင်းလဲသွားတော့တာပဲဆိုတော့ပြောင်းလဲမှုမစခင်မှာပထမဆုံးလုပ်ရမှာကကိုလိုချင်နေတဲ့ပန်းတိုင်ကိုရှင်းရှင်းလင်းလင်းထိဖို့ပဲအောင်မြင်မှုဆိုတာတကယ်တော့ဘာကိုဆိုလိုတာလဲ ဲ့ဒါကရည်ရချက်တစ်ခုကိုအောင်မြင်အောင်လုပ်နိုင်တာလားဒါမှမဟုတ်ချမ်းသာချွေဝမှုကိုဆိုလိုတာလားဒါမှမဟုတ်ရင်တော့အောင်မြင်မှုမတန်းကောင်းကြီးရှိတဲ့ဒုတိယဖြစ်လာတာကိုပြောတာလားအရင်ဆုံးအဒီပဲဖွင့်ဆိုချက်ကိုဒီချာနားတယ်ပြောလိုပါတယ်ဒီအဒီပဲဖွင့်ဆိုချက်တဲ့နဲ့ကိုကိုကိုရိုးရိုးတတပြန်ပြီးလို့ချင်းထွချီလိုက်တဲ့အခါမှာစာရဲထူဟာကြီးမားတဲ့ကွာဟချက်ကြီးကိုတွေ့ခဲ့ရတယ်ရည်ချက်လည်းမရှိအောင်မြင်မှုမတန်လည်းမရှိကိုချင်းတရားနဲ့ဂုံတိခါအတွက်တောင်းယုံကန့်နေရတော့ပဲ ီလိုရိုးသားတဲ့ဝန်ခံမှုမျိုးကဖြောင်းလဲမှုအတွက်ပထမဆုံးခြေလှမ်းဖြစ်တယ်လို့ကျွန်တော်တို့အားလုံးအတွက်လည်းသင်ခန်းစာယူစီရပါပဲ။ဟုတ်ပြီ။ပြောင်းလဲဖို့လိုတယ်ဆိုတာတော့သိပြီ။ဒါပေမဲ့အရေးကြီးဆုံးမေးခွန်းကအခုမှလာတာ။အဲ့ဒါကဘယ်လိုပြောင်းလဲရမလဲဆိုတာမေးခွန်းပဲ။ဟုတ်တယ်မလား။ဒီတိုင်းကြီးတော့ပြောင်းလဲလို့မလာဘူးလေ။ကိုယ့်ရဲ့အတွေးအပြောအလုပ်အားလုံးအားလုံးကိုပြောင်းလဲဖြစ်ဖို့လိုလာပြီပေါ့။ ပြောင်းလဲမှုဆိုတာမျက်စိမိတ်ပြီးလောက်ရတိုင်းရမှာမဟုတ်ပါဘူးအဲဒီမှာစိတ်ပိုင်းဆိုင်ရာအဆင့်တွေရှိနေပါတယ်ဒီအဆင့်တွေကိုသာနားလည်လိုက်မယ်ဆိုရင်ကိုယ့်အခုဘယ်နေရာမှာရက်နေလဲနောက်တစ်ဆင့်ဘယ်ကိုသွားမလဲဆိုတာကိုရှင်းရှင်းလင်းလင်းပြပေးမယ်မြေပုံတစ်ချက်ရက်လိုက်တလို့ပါပဲဒီခီးမှာအဆင့်၄ဆင့်ရှိပါတယ်နားထောင်ကြည့်နော် အစားဆုံးကတော့ကိုဘာတွေမားနေမှန်းတော့မသိတဲ့မသိစိတ်ဖြင့်မကျွမ်းကျင်မှုအဆင့်နောက်တစ်ဆင့်ကတော့ကိုမားနေတယ်ကိုသိလာတဲ့သိစိတ်ဖြင့်မကျွမ်းကျင်မှုအဆင့် ပြီးရင်တတိထားပြီးကြိုးစားလို့ဆောင်နေရတဲ့တိစိတ်ဖြင့်ကျွမ်းကျင်မှုအဆင့်နဲ့နောက်ဆုံးမှတော့ဘာမှစဉ်းစားစရာမလိုပဲအလိုအလျောက်မန်အောင်လုပ်နိုင်သွားတဲ့မတိစိတ်ဖြင့်ကျွမ်းကျင်မှုအဆင့်ပါပဲကဲဒါကိုရှင်းသွားအောင်ကားမောင်းတင်တာနဲ့ဥပမာပေးကြည့်ရအောင်ကားစမောင်းတင်ကားစမှာကိုဘာမှမသိသိဘူးလေအဲ့ဒါမတိစိတ်ဖြင့်မကျွမ်းကျင်မှုပဲနောက်တော့ကိုအားနဲ့ချစ်တီကိုတီးလာပြီးအရန်ကိုတတိထားမောင်းနေရတယ်ဒါကတိစိတ်ဖြင့်မကျွမ်းကျင်မှုပေါ့ အလေးချစ်သည့်ရလာတဲ့အခါဂီယာဘယ်လိုပြောင်းရမလဲ break ဘယ်လိုအုပ်ရမလဲဆိုတာကိုသတိထားပြီးလုပ်နိုင်လာတယ်။ဒါတိစိတ်ဖြင့်ကျွမ်းကျင်မှု။နောက်ဆုံးမှာတော့စကားပြောရင်တချင်းနောက်ထောင်ရင်တော့အလိုလျောက်ကျွမ်းကျင်စွာမောနိုင်သွားတာကတော့မတိစိတ်ဖြင့်ကျွမ်းကျင်မှုအဆင့်ကိုရောက်သွားတာပါပဲ။ကဲ theory ဘိုင်းတွေဖြစ်တဲ့ဘာလန်နဲ့ဘာကြောင့်လဲဆိုတာဒီနားလည်သွားပြီဆိုတော့လက်တွေ့ဘလိုလုံးမလဲဆိုတဲ့အပိုင်းကိုဆက်သွားကြအောင်ပါ။ဒီစကားကတကယ်ကိုအစွမ်းထက်တဲ့အချက်တစ်ခုကိုကျွံပြနေတာပါ။ ပြောင်းလဲမှုဆိုတာကအချင်းစိုးတွေကိုဖျောက်ဖျက်တာဖက်အများကြီးပေါ်ပါတယ်။ဒါဟာကိုယ့်ရဲ့ပိုကောင်းတဲ့ version အစ်စ်တစ်ခုကိုတီးဆောက်ပြီးတော့ကိုယ်တိုင်ကဘလောက်အထိဖြစ်နိုင်တယ်ဆိုတာကိုရှာဖွေတွေ့ရှိတဲ့ခရီးတစ်ခုပါပဲ။ကဲ theory ကနေလည်းတွေ့ကိုသွားချီအောင်။ဒီ essence 6စင်ကတကယ်ကိုအစွမ်းထည်တဲ့လမ်းညွှန်တစ်ခုပါ။ပထမဆုံးပြောင်းလဲခြင်းအကျိုးကျေးဇူးကိုနားလဲပါ။ ဘာကြောင့်ပြောင်းလဲခြင်းတာလဲဆိုတာရှင်းနေဖို့လိုတယ်ဒုတိယပြောင်းလဲမှုအပိုင်းလေးလေးခွဲထမ်းစစ်ဖြတ်ပါပြီးရင်အချင်းဟောင်းကိုဖိစစ်တဲ့အကြောင်းရင်းကိုသိရှိပါအရေးကြီးဆုံးကအဲ့ဒီအကြောင်းရင်းပေါ်လာရင်လောက်ဆောင်ဖို့အလေးချင်းသိဖန်တီပါပြီးတော့လေ့ကျင့်ပြီးအစားထိုးပါနောက်ဆုံးမှတော့ကိုယ့်ရဲ့ဆုံးဖြတ်ချက်ကိုလူသိရှင်ကြားဂရီးပြုပါဒီရှင်းနေတိုင်းသာလောက်သွားရင်တကယ်ကိုလုပ်ဖြစ်ပါတယ်အစင်လေးနေမှာအလေးချင်းသိဖန်တီတာနဲ့အစားထိုးတာကလက်တွေ့မှာဒီလိုပုံစံပါပဲဥပမာအချင်းဟောင်းကအခွင့်အရေးတစ်ခုလွတ်သွားလို့စိတ်ပူတာဆိုရင် အကျင့်တစ်ကတော့ okay ဒီနေ့မှာအခွင့်အရေးပေါင်းများစွာရှိသေးတယ်လို့ကိုယ့်ကိုယ်ကိုတတိပေးလိုက်တာမျိုးပါဒါဟာအစာဖြိုးချက် trigger တစ်ခုတည်းကိုပဲတုံ့ပြန်မုံပြောင်းလိုက်တာပါကဲအခုနီဂုံးပိုင်းကိုရောက်လာပါပြီဘဝရဲ့စင်ခုံမှုတွေဆိုတာကအငဲတန်းရှိနေမှာပါဒါပေမဲ့ကျွန်တော်တို့အထင်ရှုံနိုင်တဲ့တစ်ခုတည်းတော့အရာကကိုယ်ကိုယ်တိုင်ပဲဖြစ်တယ်ဆိုတာကိုအဓိကထားဖျော်ချင်ပါတယ် ပြင်ပခြင်းတွေကိုအပြစ်တင်နေတာကဘာမှအကျိုးမရှိပါဘူးအထူးကအာယုံဆက်ရမှာကကိုယ့်ရဲ့အတွင်းပိုင်းဖွံ့ဖြိုးတိုးတက်မှုအပေါ်မှာပဲဖြစ်တယ်ဆိုတဲ့အချက်ကိုဒီစာကရှင်းရှင်းလင်းလင်းဖော်ပြနေတာပါဈေးကွက်ကမှပြောင်းပါဘူးပြောင်းလဲရမှာကအဲ့ဒီဈေးကွက်ကိုတုံးပြန်လိုက်နေကိုယ့်ရဲ့စွမ်းရည်ပဲဖြစ်ပါတယ်ဒီစကားကတကယ်ကိုအားရှိစေပါတယ်ကိုပိုင်ဆုံးဖြတ်နိုင်ခွင့်နဲ့စွမ်းပါကရှိခြင်းဆိုတဲ့အထူးအချက်ကိုအလေးပေးဖော်ပြနေတာပါ ကိုဘွားရဲ့ဇာတင်ကိုဘလိုပုံဖော်မလဲဆိုတာကတခြားသူတွေပေါ်မှာမဟုတ်ပဲကိုယ့်ရဲ့ဆုံးဖြတ်ချက်ပေါ်မှာပဲမူတည်နေပါတယ်။နောက်ဆုံးတော့ရွေးချယ်ဆရာကနှစ်ခုပဲရှိပါတယ်။ကြောက်ရွံ့မှုနဲ့ပြောင်းလဲမှု။ကြောက်ရွံ့မှုကကျွန်တော်တို့ကိုအကျဉ်းချပြီးအတုံးမကြဖြစ်စေတယ်။ဒါပေမဲ့ပြောင်းလဲမှုကတော့လွတ်မြောက်စေပြီးစွမ်းအားပြည့်နဲ့အတုံးမနဲ့သူတွေဖြစ်လာအောင်ပံ့ပိုးပေးပါတယ်။ရွေးချယ်မှုကရှင်းနေပါတယ်။ဒါကြောင့်အဆုံးသတ်မှာမိကုံးတစ်ခုပဲကျန်ပါတော့တယ်။အဲ့ဒါကတော့ကိုဘွားဇလန်းရဲ့အဆုံးသတ်အတက်ကို ဒီနေ့ကစားပြီးဘလူးမြားဖန်တီပုံဖော်တော့ကြမလဲ။